ဆေးပဲဦးလို့ပြောလိုက်ရင်ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုပဲလူတိုင်းမြင်ဖူးစောက်ဖူးကြမှာပါအပေါ်ကထုံးလို့အရာတွေမှန်ထားပြီးဓာရီကိုထုခွဲလိုက်ရင်အတွင်းကဘဲဦးအလုံးလိုက်လေးထွက်လာပါမယ်ဒါကိုမှပြန်ပြုတ်ပြီးအခွန်ခွာအရွယ်တော်လေးတွေစိတ်ကြွတုံစိန်ခရမ်းကျင်သည့်တံမြာရီပစွန်ချောက်မြုပ်သီးစိန်စတာတွေနဲ့အရသာနှစ်သက်တယ်လို့ထဲလို့တုတ်စားကြတယ်လို့ပြန်မပြုတ်ပဲဒီအတိုင်းတုတ်စားတဲ့သူတွေလည်းရှိပါတယ် အရွက်ကြော်တွေထဲမှာထည့်စားကြတာဒင်းစမ်းထဲမှာအသားနဲ့တွဲပြီးထည့်သွင်းစားသုံးတာတွေလည်းရှိပါတယ်ဒီတစ်ခေါက်တော့ဒီလိုနှစ်ချိုက်စွာစားသုံးနေတဲ့ဆေးဘဲဥလေးရဲ့ကျန်းမာရေးအကျိုးပြုပုံလေးကိုပြောပြပေးသွားပါမယ်ဆေးဘဲဥဆိုတာဆေးဘဲဥဆိုတာကာလရှည်ကြာစီမံပြုလုပ်ထားတဲ့စားစရာပါရှ िख ိတရုပ်လူမျိုးတွေကစတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီးနေရာနဲ့ခြိတာရှိသလိုနှစ်ထောင်ခြိထားတဲ့ဆေးဘဲဥတွေလည်းရှိကြပါတယ်ဘဲဥကို တာရှိခံစေဖို့ရှုစည်းပြစားထုံးစပခွန်တွေနဲ့မှန်ပြီးအပူပေးလို့တေချာစီမံပြုလုပ်ကြပါတယ်။ဆေးပဲဥဖြစ်လာဖို့အ ਨੇ ဆုံး၈လထားရပါတယ်။ဒါမှအနှစ်လေးကမြို့တူတူလေးနဲ့အပြင်ခွန်အဝါရောင်ဂျယ်လီသားလေးဖြစ်မှာပါ။စနစ်တကျဖော်ဆက်ပြုလုပ်ထားတာကြောင့်ဆေးဖက်ဝင်တဲ့အရာတစ်ခုဖြစ်စားသုံးကြတာပါ။ဘဲဥဆိုတာထက်ပိုတဲ့ဆေးပဲဥ စေဘဲဥဆိုတာဘဲဥကိုလှုပ်ထားတာပဲလေဘဲဥလိုပဲကျမ်းမာရေးအကျိုးကျေးဇူးရမှာပေါ့ဆိုရင်တော့မဟုတ်ပါဘူးဘဲဥထက်ပိုတဲ့ကျမ်းမာရေးအကျိုးကျေးဇူးရနိုင်ပါတယ်လို့ပြောပြရစီတန်တက်ကြွယ်ဝတယ်စေဘဲဥကတန်တက်ကြွယ်ဝတာကြောင့်တွေးနီဥဆယ်တွေဖြစ်ပေါ်စေဖို့အားဖြစ်ပေးပြီးတွေးအားနဲ့ယောဂမဖြစ်စေဘူးကာကွယ်ပေးပါတယ်ကိုရင်းတွေးလက်ပတ်မှုကောင်းစေပြီးတွေးတွင်အောက်ဆီဂျင်ပမာဏတိုးစေတယ်ဆီလီနီယံပါဝင်တယ် ဆေးဘဲဥမှာဓာတ်တိုးစန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ဆီလီနီယံပါဝင်တာကြောင့်သွေးမတိုးစေဘူးကာကွယ်ပေးတယ်လို့တိုင်းရိုက်ပြဒနာတွေမခံစားရစေဘူးလေကာကွယ်ပေးပါတယ်ပရိုတင်းကြွယ်ဝတယ်ဆေးဘဲဥရဲ့နောက်ထပ်ကျန်းမာရေးအာဏိသင်ကတော့ပရိုတင်းပါဝင်တာကြောင့်ကိုယ်ခံအားကောင်းစေပြီးကြွက်သားတွေကိုတံမာစေတာပါအရေးပြားဆန်သားနဲ့ခြေသေးလက်သေးတွေကိုကျန်းမာစေဖို့လဲအကောင်းဆုံးအားဖြစ်ပေးနိုင်ပါတယ်ခန္ဓာကိုယ်မှာအင်အားပြည့်ဝစေဖို့လဲကူညီပေးပါသေးတယ်ဗီတာမင် D ပါဝင်တယ် ဆေးဘဲဥမှာဗီတာမင် D ပါဝင်တာကြောင့်စိတ်ခံစားမှုကောင်းစေပြီးကယ်စီယမ်စုပ်ယူမှုကောင်းစေဖို့အဖြစ်ပေးပါတယ်။ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းတယ်။ဆေးဘဲဥကကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းတာကြောင့်ကိုယ်လေးချိန်ထိန်းကျင်သူတွေဝေချခြင်းသူတွေအတွက်အထူးသင့်တော်ပါတယ်။အသေးကျန်းမာစေတယ်။ဆေးဘဲဥကအသေးကအစိတ်တောက်တွေကိုဖယ်ရှားပေးပြီးအသေးရဲ့လှုပ်ဆောင်မှုတွေကောင်းမွန်စေဖို့အားဖြည့်ပေးပါတယ်အသေးရဲ့လုပ်ငန်းဆောင်တာတရက်ဖြစ်တဲ့တွေးတိတ်စေဖို့လည်းကူညီပေးပါသေးတယ် အစာစားခြင်းစိတ်တိုးစေတယ်။ဆေးဘဲဦးလေးရဲ့နောက်ထပ်အာနိသင်တစ်ခုကအစာစားခြင်းစိတ်ကိုလှုံ့ဆော်ပေးတာပါအစာစားခြင်းစိတ်မရှိသူတွေခရင်းပြတ်သူတွေအနေနဲ့စားသုံးပေးလို့ရပါတယ်။မျက်လုံးကျန်းမာစေတယ်။စေဘဲဦးစားပေးတာကမျက်လုံး၆တာအတွင်းတိမ်နဲ့အသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်လုံးပြဿနာအမြင်အာရုံပြဿနာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ကဲစေဘဲဦးက စားလို့လကောင်းအရသာလည်းရှိ၊ကျန်းမာရေးလည်းအကျိုးပြုရဲဆိုတော့စားပေးသင့်ပါတယ်။ဒါပေမဲ့ ကိုလက်စထရောပါဝင်မှုရှိနေတာကြောင့်အများကြီးမစားဖို့တော့ပြောပြရစီ။ဘာတွေသတိထားဖို့လိုမလဲ။ဆေးဘဲဥကကျန်းမာရေးအကျိုးများတဲ့ဆိုပေမဲ့ကိုလက်စထရောပါဝင်မှုများတာကြောင့်အလွန်အကျွံမစားဖို့လိုပါမယ်။ဘသူတွေမစားတင်ဘူးလဲ။သွေးရင်းကို လက်စထရောများသူတွေမစားတင်ပါဘူး။ဒီဗီဒီယိုလေးကိုတော့ Hello ဆရာဝန်ဆောင်ပါမှထုတ်ယူမြဝေပေးထားတာဖြစ်ပါတယ်ခင်ဗျာ။ မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်တော့ like ပေးခဲ့ပါ subscribe မလုပ်ရသေးရင် subscribe လုပ်ပေးသွားပါအောင်တငယ်ချင်းများသိရှိအောင်လို့လည်း share ပေးသွားပါအောင်ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်